ကဲမင်္ဂလာပါကျွန်တော်ရဲ့ channel ရဲ့ဒီဖန်ပြန်လေးကြိုဆိုပါရစေကျွန်တော်ရဲ့ channel ကိုနေ့ရက်တိုင်းအပိတ်တရှိပြီးတဲ့အရောက်တိုင်းကိုလည်းအထူးပဲကြည့်ရတဲ့နဲ့ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် view ရတော့မြို့မရဲ့ view file ပဲဖြစ်တယ်အတူတကွနားဆင်ကြရအောင်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကျောက်ရုတ်ကချင်းပြည်နယ်ရဲ့စစ်ရဲအောင်ပွဲသတင်းကိုအရင်ပြောပြချင်တယ်။ပူတာဦးလန်စဲ ခေါလံဖူးဘက်မှာနေ့တိုင်းတိုက်ပွဲဖြစ်တယ်အားလုံးသိတဲ့အတိုင်းပဲစစ်ခွေးတွေဘက်ကနေမှနေ့တိုင်းဘုံကျဲတိုက်ခိုက်နေတယ်လို့ကျွန်မသတင်းထဲမှာနေ့တိုင်းပြောပြနေတယ်เนาะပြီးလို့ရှင်လဲခေါလံဖူးဆိုတာကဒီအော်တိုဘာလ၄ရက်နေ့တုန်းက KIA နဲ့ PDF ကိုအလိုမရှိဆိုပြီးမှတပိတ်မောက်ခဲ့တဲ့နေရဖြစ်တယ်အော်တိုဘာလ23တက်ကနေမှစစ်ခွေးတွေနေ့တိုင်းနေ့တိုင်း white 12လေးရင်နဲ့ဘုံလာကြည့်ခဲ့တာဟာဒီနေ့ဒီအချိန်ထိဖြစ်တယ်ဆိုတော့မနေ့ကတော့ ဒီလောက်ကြီးစစ်ခွေးတွေရဲ့လေရင်ကနေမှဘုံကျဲတိုက်ခိုက်တဲ့ကြားကနေမှ KIA နဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေတော့မနေ့ကအော်တိုဘာလ28ရက်နေ့မှာစစ်ခွေးတွေရဲ့စခန်းတစ်ခုကို အပိတတ်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်ပြီးလို့ရှင်အဲ့မှာလဲခေါင်းကြီးတကောင်တော့ရထားတယ်လို့ ြားရတယ်ဒါပေမဲ့နာမည်ဒီနေရာဒီအတိကျတော့မသိသေးဘူးနောက်မှပဲပြန်ပြီးမှ update လုပ်ပေးမယ်ဆိုတော့မနေ့ကအောက်တိုဘာလ28ရက်နေ့မှာ quiz ခန်းတစ်ခုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ဆိုတဲ့အကြောင်းကို1000ဆရာတရင်အနေနဲ့ပထမအဆုံးအနေနဲ့ပြောပြချင်တာဖြစ်တယ် ပြီးရင်နောက်သတင်းတစ်ပုတ်အနေနဲ့ကတော့အခုအင်ဒိုတိုက်ပွဲတုန်းကဖမ်းဆီးခဲ့တဲ့စစ်တုံးပန်းစစ်တုံးကောင်ထွက်ပြေးသွားတယ်၅ကောင်ကိုဖမ်းရတယ်လို့မင်းရဲ့သတင်းထဲမှာပြောထားတယ်လို့ပဲ25ရင်းနဲ့တုန်းကစစ်တုံးပန်းတွေဟာသူတို့ကိုစောင့်နေတဲ့ PDF ရဲပေါ်၃ဦးကိုသူတို့ကကြိုးတွေပါနေနဲ့ချီပြီးမှသူတို့ဆီကတနတ်တယ်လူပြီးမှအော်တိုဘာလ25ရင်းနဲ့မှာထွက်ပြေးသွားတယ်မင်းရဲ့ကအော်တိုဘာလ28ရင်းနဲ့အထိဆိုလို့ရှင်တော့ထွက်ပြေးသွားတဲ့စစ်တုံးပန်းတွေအားလုံးလူလူကိုဖမ်းမိတယ်ဒါမဲ့တကောင် နှစ်ကောင်တော့လွတ်သေးတယ်လို့ကြားရတယ်ပြီးလို့ရှင်လဲသူတို့ကိုလိုက်ဖက်တဲ့အခါမှာ PDF DC ကနေမှလူယူသွားတဲ့လက်နက်တွေနဲ့ပြန်ပြီးမှပြစ်ခတ်တိုက်ခိုက်လာခဲ့တဲ့အတွက်ကြောင့်တချို့သောခွေးတွေကတော့မတာပေါ်သွားတယ်ဆိုတဲ့အကြောင်းသိရတယ်။နင်းနေလေတတိလွတ်ပြီးတော့နင်းနေတဲ့ PDF ၃ညောက်ကိုလည်းပဲအပြစ်ပေးအေးအေးယူသွားမယ်ဆိုတဲ့အကြောင်းသိရတယ်။ပြီးလို့ရှိရင်အဲနောက်သတင်းတစ်ပုဒ်နေနဲ့ကတော့မနေ့ကအောက်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်း7နှစ်နာရီကျော်မှာ မကွေးတိုင်းမင်းတုံမြို့နယ်ကနေမှကိုခွေကလေးစင်းနဲ့ရင်တန်းထွက်လာခဲ့တဲ့မကွေးတိုင်းရဲမူကြီးကျော်စိုးဝင်းနဲ့အတူတော့သူ့ရဲ့ကျွန်းတွေကတော့ကားလေးစီးနဲ့ထွက်လာခဲ့ကြတယ်အာကိုကျွားတော့တော်လာရဲဒီဘက်ကနေမှအာဂျက်ဖြတ်တိုက်ခဲ့ခဲ့တဲ့အခါမှာကားတစ်စီးကိုတော့ထိတယ်ထိပေမဲ့သူတို့ကဆက်လက်ပြီးတော့ပြေးသွားတယ်ဒါကြောင့်တော်လာရဲဒီပြစ်ခတ်ခဲ့တဲ့အခါမှာခွေးလေးကောင်အဲ့မှာမတာပို့သွားတယ်အဲ့မှာထိခိုက်တန်ရာရရှိတဲ့အဥ္စာတွေကို ကျန်တဲ့ကားသုံးစီးပေါ်မှာတင်ပြီးမှထွက်ပြေးသွားတယ်။ရင်းမူကြီးကျော်စိုးဝင်းကတော့တန်ရပြင်းပြင်းထန်ထန်ရပြီးမှအခုဆေးရုံပေါ်မှာအာရောက်နေတယ်ဆိုတဲ့အကြောင်းလည်းသိရတယ်။ပြီးတော့အဲ့ကားကိုတော့ကျွဲရိုးတော်လာရဲတွေကလည်းမှဖမ်းဆီးနိုင်ခဲ့တယ်။တော်လာရဲတွေကတော့မီးရှို့ဖြစ်စီလိုက်တယ်ဆိုတဲ့အကြောင်းသိရတယ်။ပြီးတော့ခရန်လက်နက်တွေလည်းတိတ်စီရရှိခဲ့တယ်။ဒါတော့ကျွဲရိုးရဲ့နောက်အောင်ပွဲတစ်ခုပေါ့နော်။ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့အောင်ပွဲလေးဟုတ်တယ်။ one ness ရလည်းဖြစ်တယ်။ဒါကဘာလဲဆိုတော့ အောက်တိုဘာလ28ရက်နေ့မနက်9:00နာရီမှာစိတ်ဖြူမြို့နယ်ဂွေးပင်ချောင်းကျေးရွာနဲ့တောင်ငေလုံးကျေးရွာကြားမှာရှိတဲ့ခွေးရီရဲ့စခန်းကိုတော်လန်ရဲရဲဘော်ဒီဘက်ကနေမှဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာခွေးလဲကောင်တည်သွားတယ်။အဲ့ထဲမှာဝမ်းနေစရာကောင်းတာက ခွေးလဲကောင်ကတော့ခွေးတွေဝက်တွေတည်သွားတယ်။ဒါပေမဲ့ PDF စစ်ကြောင်းမူ တယောက်လည်းပဲတိုက်ပြီးနဲ့လူမျိုးအတွက်မြင့်မြတ်စွာကြရှုံသွားခဲ့တယ်ဆိုတဲ့အကြောင်းကိုသိရတယ်။ခွေးလဲကောင်နဲ့ကျတို့စစ်ကြောင်းမူလေးလိုက်ရတယ်လို့ဖြစ်သွားတဲ့အခါမှာတိုက်ပြီးမှဝမ်းနေပါတယ်။ကျတို့ရဲ့ PDF လူငယ်တွေဟာအင်မတမတန်ဖိုးကြီးတယ်။ဘာကြောင့်လဲဆိုတော့စိတ်သက်ကိုမှမွန်မြတ်တဲ့အတွက်ကြောင်းအင်မတမဝမ်းနေစရာကောင်းပါတယ်။ဆိုတော့စစ်ကြောင်းမူနဲ့တက်ဆိုင်တော့မိသားစုအယောက်စီတိုင်းနဲ့အတူထတ်တူထမြဝမ်းနေပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်။ ပြီးတော့နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တော်လန်ရဲဒီထိပောက်သွားတဲ့ကိစ္စအားပါလေဆိုတော့တော်လန်ရဲဒီရဲ့လက်ချက်ကြောင့်တီတာယူမွန်နဲ့သူ့ရဲ့တပည့်တွေကတော့ခွေပြွေဝပြပြေးသွားတယ်ဆိုတော့သူတို့ခွေပြွေဝပြပြေးသွားတဲ့အတွက်ကြောင့်အော်တိုဘာလ29ရက်နေ့မှာ PDF ဒီဘက်ကနေမှနေမြရှင်းနေလောက်တဲ့အခါမှာတော့ drone တခုကိုကောက်ရတယ်အဲ drone ကအင်မတမကောက်မွန်တယ် ကာလပေါက်စည်းရဲ့အနေနဲ့ဆိုလို့ရှင်တော့တိန်1900လောက်တန်ဖိုးရှိတယ်လို့သိရတယ်ဆိုတော့ဒီနေ့ကျွဲတို့ကတော့ထီပေါက်တာတဲ့ပုံများသွားတယ်ဘာကြောင့်လဲဆိုတော့ခါလေကြရရှင်ပတ်စံရှိပေမဲ့ပစ္စည်းမလိုမရတာရှိတတ်တယ်ဆိုတော့အခုကျတော့ကျတို့ဒီနထိုးကြီး PDF ဒီရဲ့နေရာအတိအကျအထင်မှာကိုနော်အိပတ်စံအကုန်ကြတပြားမှမခံဘဲနဲ့နထိုးကြီး PDF ဒီရဲ့နေရာအထိလာပို့ပေးတဲ့အတွက်ကြောင့်တီတာယူမွန်နဲ့တပည့်ဒီအားလုံးကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ် ဆိုတော့အခုကျွန်တော်တို့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်လက်ရှိနိုင်ငံခင်းကြီးကိုပြည်သူလူထုနားလည်အောင်ရေရုပ်ောက်ပွဲကိုမဲပြီးမှကျွန်တော်တို့အပြောင်းလဲကိုသွားဖို့အတွက်ကိုရေကိုနေတို့အုပ်စုကအတကုံကြိုးစားပန်းစားပြုဆောင်ပေးသွားပါတယ်ဒါပေမဲ့တချို့ဒါရလော်တွေကလည်းကလူတွေလူတွေနားလည်အစိတ်အေလောင်းသလိုပဲကြမ်းနေဗျကြမ်းတဲ့ခါကျတော့ပြောစရာတွေဝေဖန်စရာတွေဖြစ်တာပေါ့တစ်ဖက်ကလည်းဝေဖန်ကြတာစောင့်နေတဲ့အချိန်မှာတခါလဲအုံငွေနဲ့ကျင်းကနေဝေဖန်စရာတွေဖြစ်ပြီးတော့အခုတို့တို့တစ်ဖွဲ့လုံးကိုလိုက်ဝိုင်းဝေဖန်နေတာအတွေ့ရတယ်ဒီစအစိုးရဘက်ကနေရက်တည်ပြီးတော့ဒီ လူပညာသူလှုပ်ရှားမှုတွေလှုပ်ပေးနေတဲ့အခုကိုနေတို့အုပ်စုတစ်ဖွဲ့လုံးပေါ့နော်ခုနတစ်ဖွဲ့လုံးကိုဒီဘက်ကဘိုက်ကောဘိုက်ကောဘိုက်ကောနဲ့ဝိုင်းអော်တဲ့ခါကျတော့ဒီကိုနေတို့လိုနေဝင်းလိုပြင်းပြတို့အာအေးချမ်းမောင်တို့အပေါင်းလူပညာရှင်မင်းကလေးတွေရောအကုန်လုံးကိုဘိုက်ကောလုပ်တယ်လဲဆိုလို့ဆိုတော့အဲ့ဒီလူတွေနဲ့ကြော်ညာရိုက်ဖို့ဆိုပြင်ထားတဲ့ company အချို့ကသူတို့နဲ့မဲတော်ပဲနဲ့အခြားလူတွေနဲ့ပြောင်းရိုက်ဖို့အဲစူးစမ်းတယ်ဆိုပြီးတော့တွေ့ရတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဟိုဘက်အုပ်စုကအားနဲ့အင်းနဲ့လုပ်ကြတာတွေ့ရတယ်ဆိုတော့ဒါကမမျှတမှုဖြစ်နေပြကျွန်တော်တီစဲအနာရဲ့ဖွဲ့စည်းတွေလည်းနားလည်ပါတယ် ။မမြောက်တော့ဘူး။ဥပမာဆွေးကြောက်ဆိုဖူးဖွေးလို့မပါဘူးဗျာ။ပြေတူးမပါဘူးဗျာ။နော်လူမင်းမပါဘူးဗျာ။အင်ဒရာကျော်စင်မပါဘူးဗျာ။တို့တွေပါဝင်သူ့ဆောင်ခြင်းမရှိဘူး။အဘာတိပဲလေ။တို့တွေကကျတော့အဆဲမခံအောင်ဘိုက်ကောမလို့ခံအောင်ဆိုရင်တို့တွေကကြောညာဆက်ကြိုက်ခွင့်ရပြီးတော့ဒီဘက်ကနိုင်ငံတော်ကိုကူညီပေးတဲ့လူပညာရှင်တွေကဘာလို့မှမလုပ်ရတော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲ။ဒါမျှတသလားဗော။နိုင်ငံတော်ကြီးကြီးတွေတာဝန်ရှိသူတွေအနေနဲ့စဉ်းစားဖို့လိုတာကနိုင်ငံတော်ဘက်ကနေမမမရပ်ပြီးတော့နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ပေးသွားတဲ့ဒီလူပညာရှင်တွေကိုလည်းကာကွယ်ပေးရမှာဖြစ်တယ်။ ပြီးတော့ကြော်ညာကုမ္ပဏီနဲ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတို့လည်းသတိပေးရမှဖြစ်တယ်မင်းတို့တွေဒါကတော့မင်းတို့ဒါကမင်းတို့နိုင်ငံတော်ဥပဒေကိုမင်းတို့ချိုးဖောက်နေတာဆိုတော့မင်းအတိပေးဖို့လိုတယ်ကြော်ညာကုမ္ပဏီတွေအနေနဲ့လည်းနောက်တစ်ခါရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့လည်းဒီလူပြန်ရှင်နဲ့မရိုက်ဘူးဆိုတာမျိုးလုံမိခဲ့ရင်ခင်ဗျားတို့ကနိုင်ငံကိုခင်ဗျားတို့ကိုယ်တိုင်မှပြန်ဖျက်ဆီးနေတော့တူတယ်ငါတို့ကြိုက်တဲ့လူတွေငါတို့ကြိုက်မယ်ဆိုတဲ့စကားမျိုးပြောလို့ပေါ့မရဘူးပြပါဆိုတော့ဒါကနိုင်ငံတော်ကူညီတာဟိုပြည်ပြည်အုပ်စုခိုင်းနေမှလိုက်လို့နေကြီးဆိုရင်ခင်ဗျားကပါလေအခုနောက်ထပ်ပြည်ပြည်ဦးနေနောက်ထပ်အိမ်တော်ကျော်စီနေနောက်ထပ်ဖူးဖူးတွေနောက်ထပ်လူမင်းတွေထပ်မွေးခိုင်းမွေးထုတ်ခိုင်းလို့လား ဆိုနိုင်ငံတော်ကူညီမိတာနဲ့ပဲဒီမှာသူတို့လုံချင်တဲ့အမှုပြလူတွေမလုပ်ရတော့ဘူးဆိုရင်တော့အဲ့ဒါမမျှတာဘူးဗျနိုင်ငံတော်ဆဲဆိုခဲ့တဲ့ကောင်တွေကကြတော့နိုင်ငံတော်ပုံကန်ခဲ့တဲ့လူတွေကကြတော့အမှုပြလူလို့လုပ်လို့ရပြီးတော့နိုင်ငံတော်မဆဲမဆိုပုံကန်မှုမလုပ်ဘဲနိုင်ငံတော်ပြန်ကူညီဖို့ကြိုးစားတဲ့လူတွေကိုအလုံးမလုပ်လို့မရအောင်ဝိုင်းပြီးတော့ဖိအားပေးရမယ်ဆိုရင်တရားမျှတမှုဆိုတာဘာလဲလို့မေးရမယ်အဲ့တော့ကြီးခဲ့တဲ့ရာလေအဲ့ဟာကိုကြည့်ပြီးတော့မှတင့်တော်တို့ပြန်စီစဉ်ပြို့တော့လိုတယ်တင့်တော်တို့စဉ်းစားပြို့တော့လိုတယ်เนาะကြော်ညာကုမ္ပဏီတို့လည်းခေါ်ပြီးရွှေရှင်ထုတ်လေးကုမ္ပဏီလည်းတီးပေးရမယ်မင်းတို့တွေเนาะမင်းတို့တွေเนาะဆိုတာမျိုးပြောဖို့လိုတယ် ဲ့မှာပြည်သူတို့အိမ်တော်ကျော်စင်တို့ကိုဖွေးဖွေးတို့လူမင်းတို့ခေါ်ပြီးစကားကားရိုက်ပလိုက်သူတို့မရိုက်ပေးဘူးဆိုရင်မရိုက်ပေးဘူးဆိုရင်โอเคမင်းတို့အလုပ်ရမလုပ်နဲ့တော့ပြီးတော့ပိတ်ပလိုက်အေးရောဘာလို့ဆိုအဲ့ဒါမှမျှတာတာဆိုတော့အခုဒီဗီဒီယိုထဲမှာကျွန်တော်အားလုံးကြားရတဲ့အတိုင်းပဲ ကျော်မျိုးမင်းကတော့သူအချိန်ပြည့်ဒီရုပ်ရှင်မင်းသားမင်းသမီးတွေလည်းနိုင်ငံတော်အတွက်အကျိုးပြုရမယ်အကျိုးပြုရမယ်လို့အရန်ပြောတဲ့အနည်းတူပဲအခုအနုပညာရှင်လို့ခေါ်တော့အပေါ်စားခွဲခေါက်တီကတော့အခုစစ်ခွေးတီရဲ့လော်ဘီဆက်ကလည်းရိုက်ပြီးမှပြလိုက်ရောကျတို့တော်လိုင်းရေးဒီဘက်ကနေတော့ non BC လုံးလိုက်တယ် social punishment တွေလုံးလိုက်တဲ့အခါမှာသူတို့ကိုခေါ်ပြီးမှကြောညာရိုက်မယ်ဆိုပြီးမှကန့်လန့်ထားတဲ့သူတွေလည်းအခုသူတို့နဲ့မရိုက်တော့ဘူးတခြားလူတွေနဲ့ရိုက်မယ်ဆိုပြီးမှဖြစ်ပေါ်လာခဲ့ ဲ့ပြီဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့အရင်တုန်းကတော့လက်သုံးချောင်းထောင်ပြီးတော့စစ်ခွေးတွေကိုမလိုချင်ဘူးဒီမိုကရေစီကိုလိုချင်ပါတယ်ဆိုပြီးမှလက်သုံးချောင်းထောင်ပြီး27မှာလုတ်ခဲ့ပေမဲ့အခုဘောလိုက်မနေရတဲ့အမှုပညာရှင်နဲ့ပတ်သက်ပြီးတော့ PDF အဖွဲ့၅ဖွဲ့ကနေမှထုတ်ပြန်ချက် တခုကိုထုတ်ပြန်ထားတဲ့ခွဲခေါက်စာအမှုပညာရှင်တွေဟာအခုဒီလိုမျိုးစစ်ခွေးတွေရဲ့ပေါ်မှပြီးတော့ lobby ဇက်ကားတွေကိုရိုက်ပေးတဲ့အတွေ့အကြုံပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုစာထုတ်ထားတာကိုတွေ့ရတယ်။တကယ်ဆိုလို့ရှိရင်ဒီအမှုပညာရှင်လို့ခေါ်တော့အပေါ်စားတွေဟာ ဒီနေ့မြန်မာနိုင်ငံကိုစစ်ခွေးတွေဘယ်လိုလုပ်နေသလဲဆိုတာနင့်တို့မမြင်ဘူးလားအခု ကလေးတငယ်တွေကြောင်းတက်နေတဲ့အချိန်မှာကြောင်းတွေကိုဘုံကျဲတယ်မိင်္ဂလာဆောင်ပွဲတွေကိုဘုံကျဲတယ်အလူဒီလုပ်နေတဲ့နေရာတွေမှာဘုံကျဲတယ်ဘာသာရေးကြောင်းတိုင်းကိုလည်းဘုံကျဲတိုက်ခိုက်နေတယ်ဆိုတာကိုနင့်တို့ကမမြင်လို့ဒီနေ့စစ်ခွေးပဲရက်ပြေးမှနင့်တို့ကလော်ဘီလုပ်ပေးရသလားဒီအခုဒီရွေးကောက်ပွဲကလည်း တရားမျှတမှုရှိသလားမရှိဘူးလားနင်တို့မှာခွဲဝေနိုင်တဲ့အစွမ်းစားတင်နင်တို့စင်မှာမရှိကြဘူးလားဘောမရင်ရပြီးလို့နင်တို့ထင်နေကြသလားဒီနေ့နင်တို့ကနင်တို့ဆိုရှယ်မီဒီယာတွေတလောက်ကိုင်းတယ်ဒီနေ့စစ်ခွေးတွေပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတယ်မြို့ရွာတွေကိုဖျက်ဆီးနေတယ်ဆိုတဲ့ဥစ္စာတွေနင်တို့ရဲ့အသွေးအခေါ်ထဲမှာမရှိကြဘူးလားအဲစစ်ခွေးတွေကပြောတယ် စစ်ခွေးကိုထောက်ခံနေတော့သူစစ်ခွေးဘက်ကိုရက်တဲ့သူတွေကအရန်များတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့တော်လန်ရဲတွေမထောက်ခံတော့ဘူးဆိုလို့ရှင်ဘာကြောင့်နင်းတို့ကကြောက်ကြတယ်လဲမနေ့ညလေကျွန်တော်တခါပြောပြီးပြီနော်ကျွန်တော်ပြည်သူလူထုတွေထောက်ခံပေးလို့ကျွန်တော်ပြည်သူလူထုတွေအားပေးခဲ့တဲ့အတွက်ကြောင့်ဒီအမှုပညာရှင်တွေထဲမှာတချို့ကတော့ချမ်းသာတဲ့မေတ္တာစုကနေလာခဲ့တယ်လို့တချို့တော့အမှုပညာရှင်တွေဟာဆင်းရဲတဲ့နော်တာမမေတ္တာစုကနေမှာ လာခဲ့ကြတယ်ဒါပေမဲ့ဒီနေ့ပြည်သူလူထုဒီဘက်ကနေမှဆင်းရဲချမ်းသာမရွေအားလုံး ကနင်းတို့ကိုထောက်ပံ့ခဲ့လို့နင်းတို့ဒီနဲ့တိုက်တဲ့ကားတွေနဲ့ဒီလိုမျိုးအဆင့်တန်းနဲ့နေနိုင်ခဲ့ကြတယ်။တချို့အကယ်ဒမီတွေရလာတယ်။တချို့ကျွန်တော်ရှင်တော့အကယ်ဒမီတော့မရသေးဘူး။နာမည်တွေကြီးလာခဲ့တယ်။နင်းတို့တွေကိုသူများတွေကပတ်စံနဲ့အများကြီးပေးမှနင်းတို့ကိုငားကြတယ်။နင်းတို့ပတ်စံဘလောက်ပဲရရပြီးသူတွေနင်းတို့ရဲ့အကျိုးကိုခံစားရတာမဟုတ်ဘူး။ပြီးသူတွေကြောင့်တိုက်ပဲနင်းတို့ဒီဘဝကိုရောက်နေကြတာ။နင်းတို့အဲ့ဘဝကိုရောက်လို့ပြီးသူတွေကသမင်းတနတ်ပူစားရတာမဟုတ်ဘူး။ဆိုတော့ဒီနေ့နင်းတို့ဟာဒီလောက်အထိ အနင်းတို့ကိုထောက်ခံပေးတဲ့နင်းတို့ကိုချစ်နင်းတို့ဒီဘဝကိုရောက်လာအောင်မြန်မာတပီလုံးနင်းတို့ကိုသိလာအောင်ဒေလောက်အထိလုတ်ပေးခဲ့တဲ့ပြည်သူလူထုဒီကိုတက်ဖြတ်နေတဲ့ခွေးတွေကိုနင်းတို့ကထောက်ခံပြီးတော့ခွေးတွေအတွက်နင်းတို့ကလော်ဘီလုတ်ပေးနေတယ်နင်းတို့ကပြောမယ်ဒါကတော့ရွေးကောက်ပွဲအတွက်ပဲလို့ပြောလိမ့်မယ်ဒါပေမဲ့အခုဒီရွေးကောက်ပွဲမှာတက်မဲ့ပါတီတစ်ခုတိုင်းကိုကြည့်လိုက်ပါ သူတို့ဒီကတော်လန်ရေးတွေကိုထောက်ခံနေသလားတော်လန်ရေးတွေကိုဆန့်ကျင်နေတဲ့ပါတီဒီလားဆိုတော့ကိုနင့်တို့မဝယ်ခွဲတတ်ဘူးလားအခုဒီရွေးကောက်ပွဲဟာခါတိုင်းနဲ့မတူဘူးတကယ်လို့ဒါသူတို့ဘက်ကနေမှတမာတမတ်ရှိတယ်ဆိုလို့ရှင်ဒီနေ့တကဘာလုံးလဲထောက်ခံမှာပေါ့အာဆီယံကိုလည်းခွေးချဖို့မတက်ရဘူးဆိုတော့လည်းနင့်တို့မသိဘူးလားအခုဒီအာဆီယံကနေတောင်မှ စုခွေးဒီရဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့လည်းအာဆီယံကပြောထားတယ်။နင်တို့မှအဲ့လောက်တောင်မှအုံနောက်မရှိကြဘူးလား။ကြော်မျိုးမင်းကလည်းဘာခလောက်ဆန်သေးတယ်လဲဆိုတော့အခုဒီရုပ်ရှင်ထဲမှာဖွေးဖွေးဒီအင်ဒရာဂျိုစင်နေတော့ပေတီဦးတို့အခုဦးလူမင်းတို့မပါဘူး။အခုနေတိုးနဲ့ခွေးတရိုက်ကိုကြာတော့ဒီနေ့ကျတော့တော်လိုင်းရဲတွေဘက်ကနေတော့ BC လောက်တဲ့ social punishment တွေလုပ်ဖို့ရတဲ့ပြောပြီးမှအခုဘယ်သူမှမငားချင်ကြတော့ဘူး။လက်၃ချောင်းထောင်ပြီးတိုက်ပြီးကိုမကောင်းတဲ့ ပုံစံနဲ့လုတ်ခဲ့တဲ့ဒီအမှုပညာရှင်တွေကတော့အခုဆက်လက်ပြီးတော့အမှုပညာထဲမှာပါဝင်နိုင်သေးတယ်လို့ပြောတယ်။အင်တာဂျိုစင်တွေပြည်တီဦးတွေကိုလည်းရုပ်ရှင်ရိုက်ဖို့ လုပ်ရမယ်တကယ်လို့ဒါတို့မရိုက်ဘူးဆိုလို့ရှင်တော့ဒီအမှုပညာရှင်ကနေနားခိုင်းရမယ်အဲ့မှာပဲတရားမျှတမယ်လို့ပြောတာဒီလောက်အထိတရားမျှတမှုလိုချင်တယ်ဆိုလို့ရှင်အခုနင်တို့ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလေမြန်မာနိုင်ငံမှာရှိတော့လူချမ်းရောလူနုဒီရောအငိမ့်ဒီရောမငိမ့်တာဒီရော အားလုံးဇက်ပုတ်ဇက်ရံဒီရောအစ TikTok ဆယ်လီဒီ Facebook ဆယ်လီဒီ YouTube ဆယ်လီဒီအားလုံးကိုပါ အကုန်ထိတ်ပြီးမှရိုက် အဲ့ဆိုမှပဲတရားမြတ်တာမယ်ဒီလေးယောက်ပဲပါလာပြီးမှပဲမြတ်တာမှုကိုတော့မရဘူးဆိုတော့အခုဒီဖွေးဖွေးဒီအင်တာဂျိုစင်းနေပါတယ်လို့ပဲမြန်မာနိုင်ငံမှာရှိတော့တခါပဲဖြစ်ဖြစ်နှစ်ခါပဲဖြစ်ဖြစ် TV screen ပေါ်မှာပါဝင်ဖို့တော့သူတွေအားလုံးကိုခေါ်ရမယ်အဆိုတော်လေးလည်းပါရမယ်အကုန်တရုတ်ဆောင်အမှုပညာပဲဖြစ်အဆိုတော်အမှုပညာရှင်တွေဖြစ်ဖြစ်အမှုဆိုတဲ့နာမည်ပါတဲ့သူတွေအားလုံးကိုနင့်တို့ခေါ်ရိုက်ပါအဲ့ချိန်ကြမှာပဲတရားများတာမှုရှိလိမ့်မယ်နော်ပြီးလို့ရှင်အခုဒီထဲမှာ ကြုံမျိုးမျိုးဘာထပ်ပြန်ပြောထားတယ်လဲဆိုတော့အခုဒီလိုမျိုးတိုင်းပြည်အတွက်အကျိုးပြုတဲ့အရာအစိုးရဒီအတွက်အကျိုးပြုတဲ့အရာကိုလှုပ်ဆောင်တဲ့သူဒီကိုကြညာတွေမရိုက်တော့ဘူးဆိုလို့ရှိရင်တော့အစိုးရလို့ခေါ်တော့ခွေးတွေကိုသူကဘာထပ်မြောက်ပေးတယ်လဲဆိုတော့အခုဘောမအမှုပညာရှင်တွေကိုကြညာဒီရုပ်ရှင်တွေမရိုက်ပေးတဲ့သူတွေကိုခေါ်ပြီးမှကြညာဒီရုပ်ရှင်တွေခေါ်ရဖို့အတွက်ပြောရမယ်လို့ပြောတယ်ဒိန်းတော်ပြောတယ်လို့တကယ်လို့များသူတို့ကိုခေါ်ပြီးမှရိုက်လိုက်တယ် 没跑步，人家在肚里嘞，本身大腿内腿那边也得跑步，本身腿长、屁股嘛也得跑。再一个，走路呃，这强度还得说了些，你弄腰背没啦？巴中那些说了，走路啊，比土地股早开的，比土地说了，你那走路多难，夜里没偷看人，你弄不讲，去年的打扮。 ဒီနေ့ပြည်သူလို့ခေါ်တော့တော်လန်ရဲတွေထောက်ခံမှပဲနင့်တို့ရဲ့ဘဝဟာသမင်းပုံမှန်စားနိုင်ရတဲ့ဘဝဖြစ်တယ်။ဒီလိုမျိုးနင့်တို့ကခေါ်ပြောတယ်ဆိုကြတဲ့ကတော့နင့်တို့ပြောတော့ဒီမိုကရေစီဆိုသူတို့ခေါ်ချင်တဲ့သူကိုခေါ်လိမ့်မယ်။ရုပ်ရှင်ရိုက်တဲ့သူပဲဖြစ်ကြညာရိုက်တဲ့သူပဲဖြစ်ဖြစ်ပိုစတာလုပ်တဲ့သူပဲဖြစ်ဖြစ်သူတို့လည်းစီးပွားရေးလုပ်တာသူတို့ရဲ့စီးပွားရေးအောင်မြင်ဖို့ရတဲ့သူတို့ကြိုက်တဲ့သူကိုငားမှလေနင့်တို့ဘက်ကနေမှဒီလူကိုငားပါဟိုလူကိုမငားရဘူးလို့နင့်တို့မှချုပ်ချယ်ပိုင်ခွင့်မရှိဘူး။ ပြီးလို့ရှိရင်လည်းအခုဒီ interjection တွေပြည်တီဥဥတွေကိုလည်းစစ်ခွေးတွေနဲ့ပတ်သက်တဲ့ lobby ကားတွေကိုရိုက်ပေးပါမရိုက်ဘူးဆိုလို့ရှိရင်အမှုပညာရှင်ကလည်းနားရမယ်လို့ပြောတဲ့အခါမှာဒီအမှုပညာရှင်ဆိုတဲ့ခြေလမ်းကိုလမ်းတဲ့အခါမှာငရုကတော့စစ်ခွေးတွေခေါ်တဲ့အခါတိုင်းမှာရုပ်ရှင်ရိုက်ပါမယ်စစ်ခွေးတွေအတွက်အဲ lobby ရုပ်ရှင်ကားတွေကိုရိုက်ပေးပါမယ်လို့သူတို့ကနေမှသဘောတူညီချက်တွေနင့်တို့နဲ့လှုပ်ထားခဲ့လို့အခုနင့်တို့ကဒီစကားပြောသလား မဟုတ်ဘူးဒီနေ့ဒီသူတို့ဒီဒီနေရာကိုရောက်ဖွဲ့အတွက်ခ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 က်နဲ့ရောက်လာခဲ့တဲ့ခါမှာနင့်တို့ဘာကူညီခဲ့တယ်လဲနင့်တို့နဲ့လည်းဆိုင်မထိုးထားဘူးဒါကြောင့်သူတို့ရိုက်ချင်ရိုက်မယ်မရိုက်ချင်မရိုက်ဘူးနင့်တို့ဘက်ကနေမှအာနာပြနေဆရာမလို့ဘူးအခုဒီလိုမျိုးခလောက်ဆန်တဲ့အလုပ်တွေဆိုရင်ကြော်မျိုးမြင်အရန်လောက်တတ်တယ်ဆိုတော့အခုဒါကိုထပ်မပြောခင်ဗီဒီယိုတော်တော်လေးတစ်ခုကိုပြန်ကြည့်ရအောင်နားထောင်ကြည့်အောင်နော်ဖုန်းဝင်လင်းလင်းပြောရရင်အပြောင်းလဲခဏတာမှာစိတ်ရိုင်းသွားတဲ့သဘောမျိုးပေါ့ အခုဒီထဲမှာချိုးလဲပါပြောသွားတယ်အပြောင်းလေတစ်ခုပေါ်မှာစိတ်ရင်သွားတဲ့သဘောဖြစ်တယ်တဲ့သူနည်းသူပဲဘောမှာနေတော့နေတကွလော်ဘီရုပ်ရှင်ကားထဲမှာပါဝင်နေတော့ဘောမှာတွေအားလုံးကလည်းနော်အပြောင်းလေတစ်ခုမှာစိတ်ရင်သွားတဲ့အတွက်အကြောင်း ခွေးကြဝတ်ကြကြသွားတယ်လို့ပဲခံယူလိုက်ပါเนาะဒီနေ့ကျောတို့တော်လာရဲဒီကတော့ဘယ်တော့မှခွလွတ်တော့မှာမဟုတ်ဘူးတခြားနေရာမှာကျောတို့ခွလွတ်နိုင်ပေမဲ့ဒီနေ့တော်လာရဲကိုထိပါလာတဲ့အရာတွေအားလုံးဒီနေ့ကျောတို့တော်လာရဲဒီကိုဇော်ကားတာမျိုးတွေကျောတို့ပန်းတိုင်ကိုပြေးနေတဲ့လမ်းထဲမှာခလုတ်ဖြစ်နေတော့ရှိနေတဲ့သူတွေအားလုံးကိုတော့ကျောတို့ရှင်းပြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ဆိုတော့အခုဒီထဲမှာကြုံမျိုးမြင်ဆက်ပြောသွားတဲ့ဥစ္စာက ဘောမအမှုပညာရှင်တွေအတွက်လည်းတခုခုစဉ်းစားပေးဖို့တော့လိုအပ်တယ်လို့သူ့ရဲ့ဘောပိုင်ရှင်တို့တောင်းလျှောက်တဲ့အခါမှာဒါတိတ်ကောင်းတယ်သူတို့ကတော့နော်ပတ်စံရတယ်ဆိုလို့ရှိရင်ဘာမှဆိုလောက်ကြတဲ့အတွက်ကြောင်းခွင့်ချဘူးရဲ့အိမ်ရှိတွေမှာလေစင်ကြီးထိုးပြီးမှသူတို့ကိုလည်းအမတိတ်ဆောင်ထားခိုင်းပါလားနော်သူတို့ကပတ်စံတာပေးလို့ရှိရင်ဘာမှဆိုလောက်တယ်အဲ့လိုတိပေါ်တာဂျဘူးရဲ့အိမ်ရှိထဲမှာစင်ထိုးပြီးမှတိတ်ဆောင်ထားခိုင်းပေးလိုက်ပါလားဒါတော့အဆင်ပြေတယ်မှာလေ ဘုဒ္ဓတွေလည်းအနောက်ရှဖြစ်မနေတော့ဘူးเนาะကျွန်တော်ရဲ့ channel ကိုနှစ်သက်သဘောကျတယ်ဆိုရင်လဲ like and subscribe လေးကိုလည်းပြခဲ့ကြပါ